ိတ်တံကိလေသာဟုမျိုးညေခြေကင်းဝေဖြူလွင်ငါဖျားဤစိတ်အစဉ်သည်ဝိသင်္ခါရံသင်္ခါရဆက်ကွင်းဒုက္ခကပင်မလွတ်ကင်းရမှန်နိဗ္ဗာန်သောကတံအာယုံမြေမာတန်တိတသိတိပေါ့သည်ပင်ဆိုင်ရောက်သက်ဝင်မိလေပြီအဟံသုံးလောကထွတ်ထန်းငါဖျားသည်တဏနာခယတဏတရာရရှိပါဤပြပြကုန်ခမ်းရာအာသဝခယစရုဋ္ဌမေဖို့သော ကတောစေကဝရိုက်ချုံတကသုံးမနှပောင်းပြမကောင်းတဲ့ညာလျက်ကြည်သာဝမ်းမြောက်ငါဆက်ရောက်တော်မူခဲ့လေပြီတကားကဆုံးလိုက်ပြီကျော်တရက်နေသူကူးသွားပါပြီဘုရားစင်စစ်ဖြစ်တော်မူပြီးတဲ့အခါဆက်ကြော်လာတကသုံးကကြွရောက်ကြီးညိုဖို့လာကြတယ်နတ်ပြမအပေါင်းတို့ရဲ့ကြွေးကြော်သံဟာ အထက်ဘဝဲ့အောက်အဝီးစီစစ်ကြပါလားအနှံ့ပြန့်၍ထွက်ခဲ့ပါလေမြမမင်းကြီးများကထီဘူးဆောင်လျက်နတ်မင်းကြီးအစင်းစင်းတို့ကလည်းရွှေတီငွေတီဗရမယာရဝွန်ကြားပန်းရီပီအိုးတို့ကိုကိုင်းလျက်ကလာနဂါမင်းနဲ့ကနဂါပေါင်းတို့ကလည်းဝမ်းမြောက်လွန်းလွန်းလို့ကျူးရင်ပြီးဆိုရလျက်ဂလုံးများ ဂုံပါမြရရက်ခိုင်မြဂန္ဓပါနှမ်းမြကလည်းပျော်မြူးကြလေထိုနေ့ကဆိုလျင်ငကားနဲ့ကလုံးဆိုတာကဘာရန်သူများဖြစ်ကြပါတိုးတော်လည်းပဲဘုရားရှင်ကိုရောမြအောင်ပွဲခံတဲ့ထိုနေ့ကငကားနဲ့ကလုံးတွေကတက်ဆက်လို့နေနေကြတယ်မတဲ့တဲ့တတ်တော်တွေအကုန်လုံးတဲ့တဲ့ဆက်ဆက်ဖြစ်ပြီးဝမ်းသာကြည်နုပျော်မြူးလို့နေနေကြပါတယ်ငကားကလုံးကောမရက်ကဂန္ဓပသကြားပြမနတ်ဒီဝါတို့ရဲ့ဝမ်းသာလုံးကိုကျူးရင်လိုက်တဲ့ ဥဒန်းသာအောင်ခွန်းတံများဟာလည်းသူဝင်ကြည့်လို့ဆရာကောင်းပါလေဇေယောဟိဗုဒ္ဓတာသီရိမတော်အယံမာရသသပါပိမတော်ပရာဇယောဥဂောဇယုံဘောဓိမန္တေပမောဓိတာဇယံတတဗျမကနာဒေဝကနာယက္ခကနာကန္တဗကနာဂုံပန္ဒကနာသုပန္ဒကနာမေတိနော အယံဤအောင်ပွဲသည်တိရိမတော်ကျက်တည်ရှင်ဖြစ်တော်မူတဲ့ဗုဒ္ဓသာမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဇယောအောင်ပွဲပြီ။အယံဤရှုံးနေသွားတဲ့ပွဲသည်ပါပိမတော်ယုံညံစွာသောမာရတမံမင်းရဲ့ပရာဇယောရှုံးပွဲ။အဲဒီလိုဗောဓိမန္တေမှာဝမ်းမြောက်ရည်နေကြတဲ့ဒကာကလုံးဂုံမရဲကခန္ဓာပါနေတယ်ပေါ့။ဒကြပြန်မာလို့ပါ။အထက်ဘဝတည်း တွေ့ကြုံတယ်မြင်သွားတဲ့အထိဝမ်းသာဝမ်းမြောက်တွေ့ကြုံခဲ့ရပါတယ်။အဘိဇောတရနေ့မဟာသက္ကရေတရားသုံးခုနည်းရဲ့ကဆုံးကားပြီးတော့တရနေ့ဒဏီလုံးလုံးတညလုံးလုံးပြည့်ရှင်ကိုရမြတ်ဒီပဋိစ္စသမုပ္ပါကိုအနုလုံးပဋိလုံးအပြန်ပြန်အလန်းလန်းဆင်ခြင်သုံးသပ်တော်မူခဲ့ပါတယ်။ဆုံးလာပြီကြောတရက်နေမှာစရိတ်ဆုံးလာပြီကြောခုနှစ်ရက်နေတိုင်အောင် ခொနရတို့ကလပါလုံးဘောဓိပင်ချေရင်မှာတမလင်ကွေမဖြစ်ပြိဿသမဘကိုဆင်ကျင်ရင်ဥဒန်းများကိုကျူးရင်တော်မူရင်သတင်းသုံးတော်မူခဲ့ပါတယ်။ဤတော်လင်ဘောဓိပင်ချေပလင်ပွေမှာတမလင်ကွေမဖြစ်ခொနရမြကလပါလုံးသတင်းသုံးတော်မူခဲ့တယ်။ရေတရဘကပန်လင်ကတတ္တဟာလို့ခေါ်ပါတယ်။ဘောဓိတတ္တဟာလို့လည်းခေါ်ဆိုပါတယ်။ ဒီပန်လင်ကတတ္တဟဘောဓိတတ္တဟရဲ့နေရာမှာသီရိဓမ္မအာဘောကမင်းနေရာကမဟာဘောဓိစီဒီဆိုတဲ့စီရတော်ကြီးတချို့တည်ထားပူဇော်ခဲ့ပါလေမင်္ဂဘာအောင်မြင်တော်မူပြီးပဋိစ္စသမုပ္ပါဒေသနာများနဲ့ဥဒန်းများကိုဆင်ရင်သုံးတာကျူးရင်တော်မူပြီးဘောဓိပင်ရှယ်ပလင်ပွေမှာ တမလင်ဂွေမဖြစ်ခொနည်းရဲ့ထိုင်းနေတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်သူကဲ့သို့ထိုင်းနေတော်မူတဲ့နေရာအပရာဇိတာပန်လင်တော်ဆိုတဲ့ထိုးနေရာမှာပန်လင်ကတတ္တဟဆိုတဲ့ပထမရေသရဘတ်ကိုုံုံစီတော်မူခဲ့ပြီးတဲ့အခါမြတ်စွာဘုရားရှင်ကိုရောမြတ် ထိုအဘရာဇိဒမလင်တော်မှာထလျက်ဘောရိပင်ရဲ့အရှိမြောက်ယွန်းယွန်းကုန်းမြင်ကလေးတစ်ခုကိုသူကြွတော်မူကားဘောရိပင်ကြီးကိုမမိတ်သောမျက်စိမျက်တော်မခတ်ပဲမလှုပ်မရှားပဲကျင်းဆက်ခြင်းမပြုလမ်းလျှောက်ခြင်းလည်းမပြုဆွမ်းစားခြင်းရေတောက်ခြင်းလည်းလုံးဝမပြုအလေးပေါ်သွားခြင်းလည်းမပြုပဲနဲ့ခုနှစ်ရက်တော့ကလပ်ပါလို့ဘောရိပင် က်တော်မခတ်မျက်စိမမေးပဲရက်လျက်ကြည်နေတော်မူခဲ့ပါလေ။ဟောရီဘင်ကမမိတ်သောမျက်စိဖြင့်ရက်လျက်ကြည်နေတော်မူတဲ့ဒုကုန်းလေးကိုအနိမိတာကုန်းလို့ခေါ်ပါလေ။အနိမိတာကုန်းတော်ရဲ့နေရာမှာစီရီလေးတစ်စုကိုအဘောကမင်းရကတည်ထားခဲ့တာဒုစီရီတော်ကိုအနိမိတာစီရီလို့ခေါ်ပါလေ။အနိမိတာဇီရီတီယာအနိမိတာကုန်းတော်ကမမိတ်သောမျက်စိဖြင့်ဟောရီဘင် ုနှစ်ရဲ့ရည်ကြီးတဲ့ဒုနေရီဒုတိယရည်တရပအာနိမိတာတတ္တာဟပဲဖြစ်ပါတယ်အာနိမိတာတတ္တာဟဆိုတဲ့ဒုတိယရည်တရပကုန်းလုံးတော်မူပြီးတဲ့အခါအာနိမိတာကုန်းလုံးတော်ကဆင်းသက်၍ဘောရိပင်ရဲ့မြောက်ဖက်မှာအရှိအနောက်လူလာတုတ်ခေါက်မရမနာနေနေညညဆင်းကြံရှောက်လျက်တရင်သုံးတော်မူပါတယ် မယမနာလူလာတုတ်ကောဆင်းရဲလျှောက်လျက်နေတော်မူခဲ့တဲ့ထိုခုနှစ်ရက်မြတ်ကာလအတွင်းပြရှင်ကိုရောပြတ်သည်ဖရသမဘတ်ကိုချိန်ချင်းဝင်စား၍တရင်သုံးတော်မူခဲ့ပါလေထိုဆင်းရဲလျှောက်လျက်တရင်သုံးတော်မူခဲ့တဲ့နေရာကိုစင်ကမတတ္တဟာလို့ခေါ်ပါလေထိုစင်ကမတတ္တဟာရဲ့နေရာမှာယရနာစင်ကမစီရီဆိုတာကိုတည်ထားခဲ့ပါသို့သောဤနေ့တော့ယရနာစင်ကမစီရီတော်ရဲ့နေရာမှာ မြတ်စွာဘုရားအရှိအနောက်ဇင်းညာလျှောက်ချင်းရဲ့အထင်အမှတ်ဖြင့်ခြေလှမ်းတိုင်းလှမ်းတိုင်းမြေမပုတ်လာတဲ့ကြာခွင့်များရဲ့ပုံတန်တာကြာခွင့်များရဲ့ပုံတန်တာကိုဣတိသမအာသောကမင်းလေးကတီးထားခဲ့တာကိုနှောင်းလူတွေကလည်းပဲထို့ကြာဝန်းကြီးတွေပေါက်လာတဲ့ဟာဆက်လက်ယူတီးထားခဲ့ကြပါတယ်အေးကြာခွင့်များသည်ပင်ရတ္တရတ္တနာစင်ကမစီရီတို့များပဲဖြစ်ပါတော့တယ် တတိယယသရပယရနာစင်ကမတတ္တဟံကုံလွန်ပြီးတဲ့စတုဒ္ဓယသရပအဖြစ်မြတ်စွာဘုရားရှင်ကိုရမြတ်ဒီဘောရိဘင်းရဲ့အနောက်မြောက်ယွန်းယွန်းနတ်တို့ဖန်ဆင်းပြီးတဲ့ယတနာကရဆိုသည့်ယတနာအိမ်မှာစံနေတော်မူခဲ့ပါလေစတုဒ္ဓယသရပယရနာအိမ်မှာစံနေတော်မူစဉ်